မင်္ဂလာပါကွယ်ရှေ့သူ Forward Education Center ကနေကြိုဆိုနှုတ်ခွန်းဆက်ပါတယ်တတမာရန်သိပ္ပံအခန်း6ဆွာရည်မျိုးမျိုးအပူနှစ်အပူချင်းဤဒိဗေသင်ခန်းစာလေးကိုလေ့လာကြပါမယ်စာမျက်နှာတရားတက်မှာပါအပူနှစ်အပူချင်းဤအဒိဗေ definition of heat and temperature ရာဝတ္ထုတစ်ခုကိုအပူပေးမယ်ဆိုရင်သူ့ရဲ့အပူချိန်ဟာမြင့်တက်လာပါမယ်။ဒါဟာပုံမှန်အခြေအနေဖြစ်ပါတယ်။အဲ့တော့ဒီအရာဝတ္ထုတွေဟာဘယ်လိုအခြေအနေမှာရှိနေကြပါသလဲ။အခဲ solid အရေ liquid အငွေ gas ဆိုတဲ့အခြေ၄မှာရှိနေနိုင်ပါတယ်အဲ့တော့အရာဝတ္ထုတွေဟာရုပ်အခြေ state 3မျိုးနဲ့နေနိုင်ပါတယ်ဒီလိုရုပ်အခြေ3မျိုးနဲ့တည်ရှိနေတဲ့အရာဝတ္ထုတွေဟာအပူကိုရရှိခဲ့လို့ရှိရင်ဘယ်လိုပြောင်းလဲသွားမှာပါလဲလုပ်ငန်းတစ်ကလေးကိုဆောင်ရွက်တည်ကြရအောင်ရေနွေးတစ်ခွက်နဲ့ရေခဲရေတစ်ခွက်ကို ာမန်အပူချိန်ရှိတဲ့အခန်းထဲမှာ ထားလိုက်ပါမယ်ဘလို့ပြောင်းလဲသွားမလဲလေးလာရအောင်ပူတဲ့ရေနွေးခွက်ဟာအပူယော့လာပြီးတော့အေးတဲ့ရေခဲခွက်ဟာတဖြည်းဖြည်းပူလာတာကို တွေ့ရပါမယ်ပူနေတဲ့ရေနွေးခွက်ဟာသူ့ထက်အပူချိန်နေတဲ့တာမန်အခန်းအပူချိန်မှာ အပူယော့လာပါတယ် ပူချိန်ပြောင်းလဲလာပါတယ်အေးတဲ့ရေခဲခွက်ဟာလဲသူ့ထက်အပူချိန်မြင့်နဲ့တာမန်အခန်းအပူချိန်မှာတဖြည်းဖြည်းပူလာတာကိုတွေ့ရပါတယ်ဒါလည်းပဲအပူချိန်ပြောင်းလဲသွားတာပါဒါကြောင့်ရေခွက်တွေဟာအပူချိန်ပြောင်းလဲလာတာကိုတွေ့ရပါမယ်ဒီတော့အပူဆိုတာဟာအရာဝတ္ထုတွေအပူချိန်ပြောင်းလဲစေမှာ လွှဲပြောင်းတဲ့စွမ်းရည်တရက်ပဲဖြစ်ပါတယ်။အပူဟာစွမ်းရည်အသွင်တရက်ဖြစ်တဲ့အရာဝတ္ထုတွေအပူချိန်ပြောင်းလဲတဲ့အခါမှာအရာဝတ္ထုတစ်ခုကနေနောက်တစ်ခုစီကိုလွှဲပြောင်းပေးတဲ့စွမ်းရည်ပဲဖြစ်ပါတယ်။နောက်ထပ်လုပ်ငန်းနှစ်ကလေးကို ဆောင်ရွက်ပါမယ်။ရေခဲတော့နေအရင်စပြောတဲ့အချိန်မှာခွက်အတွင်းမှာရှိတဲ့အပူချိန်ကို တိုက်တာကြည့်ပါမယ် ပြီးခဲ့ရင်ရေခဲတုံးတွေအားလုံးရေပျော်ပြီးသွားတဲ့အခါမှာလည်းပဲအဲ့ဒီရေခဲရေကိုအပူချိန်တိုက်ပါမယ်ဒီအပူချိန်ကခုဟာတူညီနိုင်ခြင်းရှိမရှိကို လေ့လာကြည့်ပါမယ်အဲ့တော့ရေခဲတုံးအရင်စပြောတဲ့အချိန်မှာလည်းပဲ3ဒီဂရီဆဲလ်ဆီယပ်ဖြစ်ပြီးတော့ရေခဲတုံးတွေအားလုံးအရေပျော်ပြီးသွားတဲ့အချိန်မှာလည်း3ဒီဂရီဆဲလ်ဆီယပ်ရှိနေတာကိုပဲ တွေ့ရပါလိမ့်မယ် ဒီတော့အခဲမအရေးဖြစ်ကိုပြောင်းလဲသွားပြီးတော့အရေးစပြောတဲ့အချိန်နဲ့အရေးပြောပြီးတဲ့အချိန်မှာအပူချိန်ဟာတူညီနေတာကို တွေ့ရပါမယ်။၃၀ degree Celsius ပဲတူတူပဲရှိနေပါတယ်။ဒါကြောင့်မလို့ရေခဲတောင်လေးများသည်အခဲအဖြစ်မှအရေးအဖြစ်သို့ပြောင်းလဲသွားတော့လေအပူချိန်မှာပြောင်းလဲမှုမရှိကြောင်းတွေ့နိုင်ပါတယ်။ အခဲကနေအရေးဖြစ်ကို ပြောင်းသွားပြီမဲ့3.0 degree celsius ပဲဖြစ်နေတယ်အပူချိန်ဟာပြောင်းလဲမှုမရှိပါဘူးအဲ့တော့အခဲရဲ့အခြေအနေမှာလဲ3.0 degree celsius အရေးရဲ့အခြေမှာလဲ3.0 degree celsius ပါအရေးစပြောတဲ့အချိန်မှာရှိတဲ့အပူချိန်နဲ့အရေးပြောပြီးတဲ့အချိန်မှာရှိတဲ့အပူချိန်ဟာတူတူပဲဖြစ်ပြီးတော့3ညဒီဂရီဆယ်ဆီယပ်စ်ပဲဖြစ်ပါတယ်။ဒါပေမဲ့ အခဲ300ဒီဂရီဆဲဆီယပ်စ်မှာ ရေခဲအဖြစ်ကနေတော့ရေခဲရေအဖြစ်ကို ပြောင်းလဲနိုင်တာကို တွေ့ရပါတယ်ဒီတော့ကအခဲအခြေကနေအရေအခြေကို အခြေ ပြောင်းသွားပါတယ်အပူချိန်ကတော့300ဒီဂရီဆဲဆီယပ်ပဲအပူချိန်မပြောင်းလဲဘူး အခြေကတော့အရာဝတ္ထုရဲ့အခြေကတော့အခဲကနေအရေးဆိုတဲ့အခြေဖြစ်ကို ပြောင်းလဲသွားတာကိုတွေ့ရပါတယ်။ဒါကြောင့်မို့လို့အပူဟာအရာဝတ္ထုတွေရုပ်အခြေ ပြောင်းလဲတဲ့အချိန်မှာလွှဲပြောင်းပြီးတဲ့စွမ်းရင်တည့်ရပဲဖြစ်ပါတယ်။အပူအကြောင်းကိုပြောမယ်ဆိုခဲ့ရင် ။ရောက်ထုဖြစ်တဲ့ဒီရေခဲတုံးလေးတွေဟာမီးရနေပြီးတော့မှအပူစွိုင်းကို ရရှိပါမယ်။အဲ့လိုရရှိတဲ့အခါမှာရေခဲဟာအရေးပျော်သွားပြီးတော့အခဲအခြေကနေအရေးအခြေကိုရောက်ရှိသွားပါတယ်။ဒါကြောင့်အခဲအခြေ3ဒီဂရီဆယ်စီယပ်ကနေအရေးအခြေအပူချိန်တိုးလာမယ်အငွေ့အခြေ10ဒီဂရီဆယ်စီယပ်ကိုအဆင့်ဆင့်ပြောင်းလဲသွားပါတယ်အဲ့တော့ အပူစွန့်အင်ကြောင့်ဒီလိုအခြေအားပြောင်းလဲသွားတာကို တွေ့ရပါမယ်။ဒီတော့ကအပူစွန့်အင်လွဲပြောင်းခြင်းကြောင့်အပူချိန်ပြောင်းလဲတာကိုလည်းတွေ့ရပါလိမ့်မယ်။ရုပ်အခြေပြောင်းလဲတာကိုလည်းတွေ့ရပါလိမ့်မယ်။ဒီတော့တနည်းအားဖြင့်ရာဝတ္ထုတွေကအပူချိန်ပြောင်းလဲနေတော်၎င်း ရုပ်အခြေပြောင်းလဲစဉ်သို့၎င်းအပူစွိုင်းနေလွဲပြောင်းခြင်းရှိတယ်ဆိုတာကိုသိရှိနိုင်ပါတယ်အပူဆိုဒီမှာရိုးရိုးရှင်းရှင်းကလေးတွေးလိုက်ပါမယ် hot ပူတဲ့အရာဝတ္ထုကနေ cold အေးတဲ့အရာဝတ္ထုကိုအပူစွိုင်းနေလွှဲပြောင်းလိုက်တာပဲဖြစ်ပါတယ် ဒီပုံမှာကြည့်ရင်လဲပူနေတဲ့80 degree celsius ကနေအေးတဲ့30 degree celsius ရှိတဲ့အရာဝတ္ထုတွေစီကိုအပူစွိုင်းနေလွှဲပြောင်းသွားတာပါအဲ့ဒါဒီအပူပဲဖြစ်ပါတယ်အရာဝတ္ထုနှစ်ခုအပူချိန်မတူညီနေတဲ့အခြေအနေမှာစွိုင်းရင်လွှဲပြောင်းလိုက်ခြင်းဟာအပူပဲဖြစ်ပါတယ် အခုအပူချိန်အကြောင်းပြောပါမယ်အပူချိန်ဆိုဒီမှာဝတ္ထုမီမြပူသည်ဘလောက်ပူသလဲဆိုတာကိုတိုင်းတာမယ်မီမြအေးသည်ဘလောက်အေးသလဲဆိုတာကိုတိုင်းတာမယ်အဲ့ဒီလိုဝတ္ထုမီမြပူသည် အေးသည်ဆိုတဲ့အပူအခြေအနေဟာအပူချိန်ပဲဖြစ်ပါလေ ဘလောက်ပူသလဲဘလောက်အေးသလဲအဲ့ဒီအပူအခြေအနေကိုတိုင်းတာရရှိတာအပူချိန်ပဲဖြစ်ပါတယ်အပူကြတော့အပူချိန်မတူတဲ့ရောင်ထုနှစ်ခုဟာစွိုင်းအင်းလွှဲပြောင်းမှုကူးပြောင်းမှုပဲ ဖြစ်ပါတယ်အဲ့တော့ဝတ္ထုမိမြပူသည်အေးသည်ဆိုတဲ့အပူအခြေအနေကိုအပူချိန်လို့ဆိုလိုပါတယ် အဲ့တော့အပူဆိုဒီမှာအရာဝတ္ထုပစ္စည်းများ ရုပ်အခြေပြောင်းလဲစဉ်တော်၎င်းအခဲကနေအရေအရေကနေအငွေစသည်ဖြင့်ရုပ်အခြေပြောင်းလဲနေစဉ်မှာတော်၎င်းအပူချိန်ပြောင်းလဲနေစဉ်မှာတော်၎င်းလွှဲပြောင်းပေးလိုက်တဲ့စွမ်းအင်ကိုအပူလို့ခေါ်ပါတယ်အပူချိန်ဆိုဒီမှာဝတ္ထုဟာဘလောက်ပူသလဲဘလောက်အေးသလဲဆိုတော့ အပူအခြေအနေပဲဖြစ်ပါတယ်ဒီတော့ရှေ့သို့ forward education center ကနေတော့ပညာတွေကိုဒီလိုပဲမျှဝေနေမှာပဲဖြစ်ပါတယ်နားဆင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်